လိုင်းစားဌာနချုပ်နယ်မြေမှာလာရောက်ခုံလုံကြတဲ့သူတွေကို KIO KIA ကအခြေခံစားသားကွန်တွေထောက်ပံ့ပေးထားတာကြောင့်ကုန်စင်နှောင်းကြီးမင်းနဲ့တံကိုကြီးကြီးမားမားမခံရဘူးလို့အဲ့ဒီဒေတာမှာနေထိုင်နေသူတွေကပြောပါရယ်ခွန်စာအုပ်ပေးပို့ထားပါရယ်ခင်ဗျာကချင်လွတ်လပ်ရေးအဖွဲ့ချုပ်ကချင်လွတ်လပ်ရေးတပ် KIO KIA ကလိုင်းစားဌာနချုပ်နယ်မြေမှာလာရောက်ခုံလုံပြီး ဆရင်ပေးတွင်ထားသူတွေအိမ်တော်စုရှိသူတွေဒေသခံတွေနဲ့စစ်ပေးရှောင်ပြည်သူတွေကိုအခြေခံစားသောက်ကုန်တွေဖြစ်တဲ့ဆန်နဲ့စီအပြင် အခြားကုန်ကြောက်တချို့ကို ထောက်ပံ့ပေးထားတာပါဒါကြောင့်အဲ့ဒီနယ်မြေမှာနေထိုင်ကြသူတွေဟာအခြေခံစားသောက်ကုန်နဲ့ပတ်သက်ပြီးကိုယ်စိမ်းနှုံးကြီးမြင့်တဲ့အတန်းကို ကြီးကြီးမားမားမခံစားရဘူးလို့ဆိုကြပါတယ်လိုက်တာမှာရှိနေမြအားလုံးကိုကယ်ရဆန်ထုတ်ပေးတယ်ဆင်းရဲချမ်းသာမရွေးစားတော့ကတော့ငါတို့စီမှာဆန်ထွက်တယ်စီထွက်တယ်ဟင်းပြီးဟွက်ထွက်တယ်လေကော KIO KIA ကလိုက်စားနေမိမှာရှိတဲ့အိမ်အောင်စုဝင်တွေရဲ့လူကြီးရလိုက်အခြေခံစားတော့ကုန်တွေထောက်ပံ့ပေးထားတာပါတချို့မိသားစုတွေက ထောက်ပံ့ပေးတဲ့စားစီနေမလောက်လို့တခါတည်းရန်ဝယ်စားရတာရှိတယ်လို့လည်းဆိုပါတယ်မအားဆံမဝယ်သောဘာဆံဝယ်သားလူကထားတယ်ဒီမှာအခမဲ့ထုတ်ပေးတာကြီးရတဲ့ထုတ်ပေးရတဲ့ထုတ်ပေးရဲဝယ်စားရတာတော့ရှိတာပေါ့ လိုက်စားမှာလက်ရှိ အသား၅ဇင်းလုံးနေမြင့်တက်နေပါတယ်။အသား၅ဇင်းလုံးနေကြီးနေတာကြောင့်အခြေခံလူတန်းစားတွေဝယ်ယူစားတော့ဖို့အလန်းဝင်းနေတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဘာလို့အချမ်းလေးစီးတဲ့မွေလို့လေဟွာဆားထုတ်တာပဲဟွာအစိုးရထုတ်ပေးရပဲစားလို့ချီ စ်ချောင်းတွေကိုထုတ်ပေးရဆင်စစ်ချောင်းတွေနဲ့ဒီမှာအာနေခံမျိုးထုတ်ပေးရအိမ်ဆောင်စုရှိပြီးမှသူတို့ကိုရင်းပေးထားတဲ့သူတွေကိုထုတ်ပေးရဆင်ငါးခုဒီမှာတပိတ်တာနဲ့တောင်းပြောဟာဝတ်သားရီကငါးတောင်းတပိတ်တာငါးတောင်းမိသားရီကဟာတပိတ်တာကိုသုံးတောင်းငါးထောင်အဲ့လိုအဲ့လိုဝေးတာဆင်လိုင်စာဒေတာဟာတရုတ်နိုင်ငံနဲ့နေမြင့်ချင်းထိစပ်နေတာပါစီးရင်နဲ့နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး တရုတ်ဘက်ကနေဆက်ဂိတ်တွေကိုတဖက်တက်ပိတ်ပစ်လိုက်တာတွေလည်းရှိပါတယ်။ဒါအပြင်လိုင်စာနဲ့ဆက်တွေ့ထားတဲ့ဒေတာတွင်းကမြို့ရွာတွေရဲ့စည်ရေးအခြေအနေပေါ်မူတည်ပြီးလဲကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်တာရှိပါတယ်။အဲ့ဒီပုံမှာမူတည်ပြီးကုန်စည်နှုန်းတွေဟာပြောင်းလဲနေပါတယ်။ကျွန်တော်ခွန်စော်ဦးပါ